ကျွန်တော်ဆက်လက်ပြီးတော့အင်္ဂါသားသမီးတွေတပတ်တာကံကြမ္မာကိုလမ်းညွှန်ဟောကြားပေးသွားမှာဖြစ်ပါတယ်။မကြခင်ရောက်ကြည့်လာတော့မယ်မြန်မာတို့ရဲ့မဟာသင်းညံမှာလည်းအားလုံးပဲပျော်ရွှင်ကံကောင်းနိုင်ကြပါစေ။ကောင်းကျိုးလိုရအဖျားဖျားလည်းရရှိခံစားနိုင်ကြပါစေဗျ။6ရက် AB လ2025တနင်္ဂနွေနေ့ကနေပြီးတော့12ရက် AB လ2025စနေနေ့အထိတပတ်တာအတွင်းအင်္ဂါသားသမီးမိတ်ဆွေများရဲ့ကံကြမ္မာကိုကျွန်တော်ကြည့်လိုက်ကြရအောင် ကဲအင်္ဂါသားသမီးမိတ်ဆွေများတော့ဒီတစ်ပတ်မှာဆိုလို့ရှိရင်ဟုတ်လားနာမည်ကုန်တင်ကြီးမယ်ဘုံကံတစ်ခုတက်မယ်အများထင်ကြီးလေးစားခြင်းချစ်ခင်ခြင်းကိုခံစားရမယ်သူတို့ဘာပေးတဲ့လက်ဆောင်ပစ္စည်းအမှတ်တရပစ္စည်းအသုံးဆောင်ပစ္စည်းအစားအသောက်စသဖြင့်ဒီလိုကမျိုးတွေကိုယ့်စီကိုရောက်လာလိမ့်မယ်ပျော်ရွှင်စရာခီးကောင်းသောခီးတွေတွားရလာရကြုံရမယ်ကိုယ့်ရဲ့ကိစ္စတွေကတာမန်နဲ့မတူခတိုင်းနဲ့မတူဘဲနဲ့ပုံမှုပြီးရှေ့မှာတိုးတက်လာတာကိုယ့်ရဲ့ကိစ္စတွေကတစ်ခုပြီးတစ်ခုအောင်မြင်လာတာမျိုးတွေဖြစ်မယ် စိုးရင်ပူပန်နေရတဲ့အကြက်တဲတွေကနေကောင်းစွာကျော်လွားပြီးတော့လွတ်မြောက်နိုင်မယ်ပြန်လည်ပြီးအဆင်ပြေလာမှာဖြစ်ပါတယ်ပြီးခဲ့တဲ့တပတ်နှစ်ပတ်ဟလာပြီးခဲ့တဲ့တလနှစ်လမှာမဖြစ်ဘူးအဆင်မပြေဘူးဆိုတဲ့အလုပ်တွေခက်ခဲတယ်ဆိုတဲ့အလုပ်တွေကိုပြန်လုပ်ကြည့်ခြင်းအဖြစ်ကြိုးစားခြင်းဖြင့်ပြန်လည်ပြီးတော့ဒီတစ်ခါမှာထိထိမိမိနဲ့ပြန်လည်အောင်မြင်အဆင်ပြေလာမှာဖြစ်ပါတယ်အဲ့တော့ကိုပြောတဲ့စကားတွေကဟလာကိုဘက်ကအตาရပြီးတော့ကိုပြောသမျှပြီးစီအောင်မြင်မှာဖြစ်ပါတယ်အဲ့တော့ဒီတစ်ခါမှာဘာလဲလောကီအတက်ပညာဆိုင်ရာဟလာ ဗေဒင်ကံမီရနဲ့ပတ်သက်တဲ့ရေရရာပစ္စည်းအဆောင်ပစ္စည်းနော်အင်းအိုင်လက်ပွဲစသဖြင့်ဒီလိုဟာမျိုးတွေလည်းမမျော်လင့်မဲရောက်လာတတ်တယ်ပြီးခဲ့တဲ့ကာလတွေကစူးစမ်းထားသမျှဒီဘက်မှာပြန်လဲအရာထင်မှဖြစ်ပါတယ်အဲ့တော့အခြေအိမ်တော်ရင်းနဲ့ပတ်သက်ရင်လည်းစမ်းပွင့်တဲ့အချိန်ဖြစ်တာကြောင့်ဟလာချစ်သူကြီးစားတစ်တွေရမယ်အခြေအိမ်တော်ရင်းနဲ့ပတ်သက်စိတ်ချမ်းသာရမယ်အလားတူပဲဒီဘက်မှာအဆင်မပြေတဲ့အခြေအိမ်တော်ရင်းကိစ္စတွေပြန်လဲအဆင်ပြေဖို့ရာအလားလာကောင်းအခွင့်အလမ်းကောင်းတွေရှိတယ်ကောင်းသောခီးတွေကြုံမယ်အကျိုးမြတ်ရှိတဲ့ခီးစိတ်ချမ်းသာတဲ့ခီးပျော်ရွှင်စရာခီးတွေတွားရမယ် ဲ့တော့အရေးကြီးတဲ့ကိစ္စကိစ္စတွေသွားလို့လာလို့လုပ်လို့ရတယ်ဒီတော့မှာတော့ပူပန်စရာကြောင်းကြစရာစိုးရင်စရာတွေနည်းပြီးတော့အေးစေးစေးအနေနိုင်ပြီးလွတ်လပ်လပ်ဆိုတာမျိုးဖြစ်ပြီးဝင်တော့ဝင်ပိုးရလို့တိတ်မရှိတော့ဘူးဆိုတဲ့ကာလဖြစ်ပါတယ်အဲ့တော့ကိုနဲ့အစင်မပြေလို့မတဲ့တဲ့သူတွေရတော့မှကိုကိုဟလာပြန်လဲပြီးခါရလာတာအစင်ပြေလာတာတူရှူလာတာခါရလာတာမျိုးတွေဖြစ်မယ်အဲ့တော့ ီတစ်ပတ်မှာကိုယ်ပိုင်လုပ်ငန်းအယောင်းဝယ်စီးပွားရေးလုပ်တဲ့မိတ်ဆွေများအနေနဲ့လည်းတိုးတက်မှုတွေရှိမယ်ကောင်းကျိုးတွေပြင်မယ်ပြင်ပန်းသလောက်ကြိုးစားသလောက်အရာထင်မယ်လုပ်ငန်းကြံစီငွေကြေးကြံစီတွေအောင်မြင်မယ်ကျမရင်းနဲ့ပတ်သက်ရင်လည်းပူစရာမလိုဘူးစိုးရင်လောက်တဲ့အခြေအနေမှာမရှိဘူးအနေငယ်ဖြစ်တတ်တာကတော့နော်အဲလေတို့လေအောင်ဘိုင်းအောင်ဘိုင်းတာအနေငယ်ဖြစ်တတ်တယ်အဲ့တော့ဒါကလည်းရမန်ရံကဖြစ်တာစိုးရင်လောက်တဲ့အခြေအနေမျိုးမှာလုံးဝမရှိပါဘူးအဲ့တော့ဒီတစ်ပတ်မှာဆိုင်ကနာရုံးခန်းတွေဖွင့်မယ်လုပ်ငန်းတွေစတင်မယ်ရင်းနှီးမြှုပ်နှံမယ် လာယာရုကိစ္စတွေအတွက်လုံမယ်ကိုယ့်အလုပ်အတွက်တိုးတက်တိုးတက်ကြောင်းတွေလုံမယ်အင်တာဗျူးပြင်မယ်အလုပ်သားရှောက်မယ်စသဖြင့်ဒီလိုကိစ္စတွေတို့မဟုတ်တခြားအရေးကြီးတဲ့ကိစ္စတွေလုံဆောင်မှုရှိတယ်ဆိုလုံချင်းဖြစ်အစဉ်ပြေကံကောင်းနေမှာဖြစ်ပါတယ်ကံလွန်ကောင်းတဲ့တပတ်တာဖြစ်တယ်လို့မိမိလုံတိုင်းဖြစ်နိုင်တဲ့တပတ်တာကာလမျိုးပါဒီတပတ်ကံကောင်းလက်ရွေးကဏ္ဍဒီခုနှစ်ကဏ္ဍအကျိုးပေးတဲ့အကြောင်းလိန်မော်ရောင်ဖြစ်ပါတယ်အင်္ဂါသားသမီးမိတ်ဆွေတွေတို့ပါ